ရကျင်းပခဲ့သောဒရိုက်တာမြတ်ခိုင်၏အသက်60ပြည့်မွေးနေ့ပွဲတွင်မေကနီလာဖန်နီရှင်ခေဆံဝေးမှပထမဆုံးတရုပ်ဆောင်ရိုက်ကူးထားသောမာဂျီဆန်နှင့်သူ၏ချစ်သူများဇက်ကဒရိုက်တာမြတ်ခိုင်၏မွေးနေ့မှတ်တရအနေနဲ့အမှုပညာတိုင်းဝဲမှမိတ်ဆွေများစာနယ်ဇင်းမီဒီယာများဖြင့်အကြံခံစားကြည့်ရှုခဲ့ကြပါသည်။ဒီကလေးပြီးရင်ပြမယ်လို့ကျွန်တော်စဉ်းစားတာပါနော်။စဉ်းစားတဲ့အခါမှာသူကစဉ်းစားမကြသေးဘူးကျွန်တော်။ကျွန်တော်ဒီဟာလေးအမှတ်တရကျွန်တော်မိတ်ဆွေရင်းနှီးတဲ့မိတ်ဆွေတွေကိုပေါ်ပြကြတာ။

တဲ့ကြောင့်ဆက်ပြီးအမှတ်တရဆိုဘာဖြစ်ဖြစ်သူဖန်နေတဲ့အမှုပညာလေးကိုသူပြရတဲ့အတွက်ကြောင့်လေအမအမဝင်းတာအရဝင်းတာပါလေကိုကတော့ကိုသိမှာအဆောင်ကမောင်လေးကိုချစ်တာပါရဲ့ဆိုစက်ကုန်တာပြေးအခုတော့ခြုံစားရလို့ဘာလို့ပြောတော့အမှန်ပါပဲစပွန်ဆာဆိုတာရှမ်းချိုင်းပါမိတ္တရဲ့နောင်မှာစင်းနောင်ပဲလာတယ်ဒါရောင်းနေမှာလေဆိုရှိတယ် ဒါဧည့်သည်တရုတ်ဆောင်နေပဲပါရမှာတဲ့ကိုလူမင်းတို့လည်းပါတယ်အများကြီးပဲတဲ့ကဲအဲဆိုတစင်းနှစင်းဆိုရတယ်လို့သမီးရိုက်ပေးမယ်လို့ဆိုစရိုက်ဖြစ်တာပေါ့နော်ပမာန်ထင်တယ်ရိုင်းရိုင်းနဲ့အကောင်မျက်ခိုင်စီးနေတိုးတယ်တိုးရင်းနဲ့ကဧည့်သည်မဟုတ်တော့ဘူးတပြေးပြေးနဲ့စီးနေများလားပမာန်ထင်တယ်၁၀စင်း၁၂စင်းလောက်ပါမယ်ထင်တယ်